ားလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော် stock control format မှာ reorder level ထည့်သွင်းလေးကိုကျွန်တော်ပြောပြပေးတော့မှာပဲဖြစ်ပါတယ် အဲ့တော့ reorder level ဆိုတော့ဘာလဲဆိုရင်တော့ကျွန်တော်တို့ရောင်းကောင်းတဲ့ပစ္စည်းတွေကျွန်တော်တို့ပစ္စည်းမပြတ်သွားအောင်အကယ်၍ရောင်းမကောင်းတဲ့ပစ္စည်းတွေဆိုရင်လည်းကျွန်တော်တို့ order အများကြီးမတင်မိအောင်ပြီးတော့ကိုယ်တော်ထဲမှာပစ္စည်းမများနေအောင်ကျွန်တော်တို့အဲ့လိုချိန်ဆရှင်ပဲဖြစ်ပါတယ်အဲ့လို reorder တက်မှတ်ပြီးတော့ချိန်ဆလိုက်ရှင်အားဖြင့်ကျွန်တော်တို့ရောင်းကောင်းတဲ့ပစ္စည်းတွေကကျွန်တော်တို့ပစ္စည်းပြတ်လတ်မှုမရှိတော့ဘဲနဲ့ကျွန်တော်တို့ရောင်းချမှုမှာပို့ပြီးတော့အဆင်ပြေလာစေမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အကယ်၍ရောင်းမကောင်းတဲ့ item တွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့ပစ္စည်းကိုယ်တော်ထဲမှာပစ္စည်းလက်ကျန်များ ားနေတာမျိုးမဖြစ်အောင်ကျွန်တော်အဲ့လိုတခါတည်းချိန်စားပြီးသားဖြစ်သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ reorder လည်းပဲတက်မနေလေးကိုကျွန်တော်ပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော် stroke control format ဖြစ်ပါတယ်ကျွန်တော်ဒီ format လုပ်နေလေးကိုတော့ကျွန်တော်ရှေ့ video မှာကျွန်တော်တင်ပြီးသွားရည်လည်းဖြစ်ပါတယ်ဒီ video လေးမှာတော့ဒီ stroke control format မှာပဲကျွန်တော် reorder လည်းပဲတက်မနေလေးကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံး reorder တက်မဖို့ဆိုရင်ကျွန်တော်တို့ကတရက်တာရောင်းအောင်ကိုသိရမှာဖြစ်ပါတယ်အကယ်၍ကိုကတရက်တာရောင်းအောင်မသိဘူးဥမာကျွန်တော်တို့တစ်လစာတမဖို့နှစ်လစာရှိမယ်အဲ တလားစာဆိုရင်ကျွန်တော်တို့ကဒီက30နဲ့စာဒါမှမဟုတ်31ရက်နဲ့စားလိုက်ပြန်တယ်ကျွန်တော်တို့ရဲ့တရက်စာရောင်းအောင်ထွက်လာမှာပဲဖြစ်ပါတယ်အကယ်၍ကိုက2လ3လဆိုရင်လည်းကျွန်တော်တို့အဲ့တိုင်းပဲရက်60နဲ့စားပါလားရက်60နဲ့စားမလားအဲ့လိုစားပြီးတော့တရက်တာရောင်းအောင်ကျွန်တော်တို့ဒီမှာ follow ရပါတယ်တရက်တာအရောင်းတည်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာမှာရန်ကြာချိန်ပေါ့ကျွန်တော်တို့ဒီတိုင်းလိုလေကျွန်တော်တို့ခေါ်တယ်အဲမှာရန်ကြာချိန်ပေါ့ ဒီပစ္စည်းကိုဥမာကျွန်တော်ဒီအိုက်တမ်မိုကိုနာအက်စပရက်ဆိုကိုကျွန်တော်မှာဖို့ကဘယ်လောက်ကြာလဲဥမာ3ရက်ကြာလေဆိုရင်ကျွန်တော်ကဒီမှာ3ရက်ထိုက်ပေးရမယ်အကယ်၍9ရက်ကြာလေဆိုရင်ကျွန်တော်တို့ကဒီမှာ9ရက်ထည့်ပေးရမယ်အကယ်၍ကျွန်တော်ဒီမှာဒီမှာကျတော့ကျွန်တော်တို့ကမိုကိုနာအက်စပရက်ဆိုက1ရက်မှာကျွန်တော်တို့က၁၂ထုပ်ရောင်းထွက်တယ်အဲ့တော့မှသူ့ကိုမှာမယ်ဆိုရင်ကျွန်တော်တို့က3ရက်လောက်ကြာတယ်အဲ့တော့ကျွန်တော်တို့က၁၂၃၃၆ဒါနဲ့ဒါနဲ့ ကျွန်တော် daily စင်းနဲ့မရင်ကြာချိန်ကိုမျှောက်လိုက်တယ်ဆိုရင်36အဲတော့ကျွန်တော်တို့ရဲ့ကိုရောင်ထဲမှာ36ထုတ်ကြံနေဆိုရင်ကျွန်တော်တို့က reorder လုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်က reorder လည်းပဲတက်မှတ်တာက36တကယ်တမ်းပစ္စည်းလက်ကြံကြံတာက26ပဲကြံတာဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ကပစ္စည်းမမာလေးဘူးဆိုပါဆိုမမာလေးဘူးဆိုရင် ီမှာကျွန်တော်ကတရက်ကိုဆက်နှက်ထုတ်ထွက်တယ်အကယ်၍နှစ်ရက်ရောင်းလိုက်တယ်ကျွန်တော်ကနှစ်ရက်ရောင်းလိုက်တယ်ဆိုရင်24ထုတ်ဖြစ်ပါတယ်အဲ့တော့ဆိုရင်နှစ်ထုတ်ပဲကျန်တော့မှာဖြစ်ပါတယ်နောက်တရက်အတွက်ရောင်းဖို့ကကျွန်တော်တို့ဘလောက်တော့ဦးပဲဖြစ်ပါတယ်အဲ့လိုပစ္စည်းမလောက်တဲ့ error တွေမဖြစ်အောင်ကျွန်တော်တို့ကနေပြီးတော့ reorder တက်မှတ်ရှင်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါလေးကိုကျွန်တော်အစအနေအဆုံးပြန်ပြီးတော့ဖန်တီးပြပြီးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါလေးကိုဖြတ်လိုက်မယ် ဖြတ်ပြီးတော့ကျွန်တော် formula တွေပြန်ပြီးတော့ shape ပြရမယ် daily စီကတော့ကျွန်တော်မဖြတ်တော့ဘူး daily စီကတော့ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ item အမျိုးအစားပေါ်မူတည်ပြီးတော့ daily စီထည့်တွေ့ရတယ်ပြီးရင်တော့မာရန်ကြာချင်ဟိုမှာကျွန်တော်တို့ကမိုးကုန်းသားဆိုရင်ကျွန်တော်တို့လက်ကားတိုင်စီကနေမာတာလားမာတဲ့အချိန်ကကျွန်တော်တို့ခံမှန်းထည့်ပေးရမှာဖြစ်ပါတယ်အကယ်၍9ရက်ကြာလဲဆိုရင်9ရက်ဒီမှာလက်သေးဆိုရင်ကျွန်တော်3ရက်ဆိုရင်3ရက်အဲ့ဒါလေးတွေကျွန်တော်တို့ထည့်ပေးထားရမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာမာရန်ကြာချင်နေ့တွေကျွန်တော်တို့ထည့်ပေးထားရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာအပြန်များ9ရက်ကြာတယ်ဆိုပြီးတော့ပဲထည့်ထားလိုက်မယ်ပြီးတော့လည်းပဲလိုရှင်နေဆိုရင်တော့ကျွန်တော်တို့က daily sale နဲ့ကျွန်တော်တို့ကမှားရင်ကြတယ်ပြီးတိုင်းနဲ့ကျွန်တော်တို့မြောက်လိုက်လို့ရတယ်အဲမြောက်လိုက်တယ်ပြီးရင် formula လေးကိုဆွဲချလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာအဲ mocona espresso ဆိုရင်ကျွန်တော်တို့ကတရက်ကို12ထုပ်ရောင်းထွက်တယ်သူ့ကိုမှားဖို့ကြာချိန်က9ရက်ကြာတယ်အဲတော့စနစ်9လ60ကျွန်တော်တို့ရဲ့ကိုတော်ထဲမှာအထုပ်60ပဲကျန်တော့စရင်ကျွန်တော်တို့က reorder လုပ်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကစတက်တ်မှာကျွန်တော်တို့က need to reorder reorder မှာဖို့လိုအပ်နေပြီဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုရေးမလဲဆိုရင်တော့ကျွန်တော်တို့က if function လေးတုံးမှာဖြစ်ပါတယ်အဲတော့ညီများချင်း င် if အကယ်၍ကျွန်တော်တို့ကဘယ်လိုစစ်မလဲဆိုရင် reorder လည်းပဲအကျွန်တော်တို့ကလက်ကျန်26ပဲကျန်တော့တယ် reorder လည်းပဲ6ဆင်းအဲ့တော့ကျွန်တော်ဘယ်လိုစစ်မလဲဆိုရင် reorder လည်းပဲကကျွန်တော်က greater than အနက်26 closing ကျွန်တော်တို့ရဲ့လက်ကျန်ထက်ကြီးနေတယ်ဆိုရင်ကျွန်တော်တို့ကအဲကြီးနေတယ်ဆိုရင်တော့ဒါ need လိုအပ်နေပြီ to reorder ကျွန်တော်က reorder မှာဖို့လိုအပ်နေပြီဖြစ်ပါတယ် ြီးရင်တော့ကျွန်တော်တို့ကဒီမှာ logic တက်ကစစ်ပြီးသွားပြီအကယ်၍ကျွန်တော် reorder level ကကြီးရယ်ဆိုရင်တော့ need to reorder အကယ်၍မကြီးသေးဘူးတော့အကယ်၍ closing လက်ကျန်ရများနေသေးတယ်ဆိုရင်တော့ကျွန်တော်တို့မလိုအပ်ဘူးဆိုရင်ကျွန်တော်တို့ကစာသားထည့်လို့ရတယ်ဘာမှမပြချင်ဘူးဆိုရင်တပိတ်ကုန်နှစ်ခါရက်ပြီးတော့ကျွန်တော်တို့ခွင်းပေးပြီးတော့အန်နာလေးခေါက်လိုက်လို့ရတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့က formula ကြီးကိုဆွဲချလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာ need to reorder coffee ကကျွန်တော်တို့ need to reorder reorder မှာဖို့လိုအပ်နေပြီဖြစ်ပါတယ်ဒါ၄ဆိုရင်တော့ကျွန်တော်တို့ reorder မှာဖို့မလိုအပ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာမကူနာဆို င်ကျွန်တော်တို့လက်ကျန်မှာ86ထုပ်ကျန်နေတာဖြစ်ပါတယ်ကျွန်တော်တို့က35ကျန်မှာမှာမှာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းအတိုင်းပဲတရားရှိကျွန်တော်တို့ဒီမှာဆိုရင်တော့85မှာမှာဖြစ်ပါတယ်အဲ့တော့ လက်ချန်နေများနေသေးတယ်ဆိုရင်တော့သူက reorder မှာဖို့မလိုအပ်သေးဘဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့တရက်ကိုတထုပ်ရောင်းထွက်တယ်ဒါပေမဲ့ပစ္စည်းလက်ချန်လုံးဝမကျန်တော့ဘူးပဲဖြစ်ပါတယ်အဲ့လိုခါမျိုးမှာကျွန်တော်တို့က need to reorder reorder မှာဖို့လိုအပ်နေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့လုပ်ငန်းမှာ reorder level ကိုတက်မှတ်လိုက်ခြင်းအပြင်ကျွန်တော်ရောင်းကောင်းတဲ့ပစ္စည်းတွေပစ္စည်းမပြတ်အောင်အကယ်၍ကျွန်တော်တို့ဒီမှာလက်ချန်များနေတဲ့ပစ္စည်းတွေကျွန်တော်တို့ထပ်ပြီးတော့အများကြီးမမမီအောင်ကျွန်တော်တို့အဲ့လိုရှင်းစားလို့ရပါတယ်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်